ကျွန်တော်မန်ယူကိုကြည့်ခဲ့သမျှအမော်ရင်ရဲ့343ထဲမှာဒီပွဲအကောင်းဆုံးပဲအဓိကတော့လီဗာပူးတင်းကဗီလက်တက်ရဲ့ဒီကွန်းလေခံစစ်နဲ့နောက်တန်းကြားကနေရာလွတ်တယ်မှာလှုပ်ပေးနိုင်မယ်ဒါမှမျိုးတို့တာပေါ့နော်ကွန်းလေတိုက်ကွန်းလေတက်စစ်တယောက်ပေါ့နော်လိုက်ပြီးလှုပ်ပေးနိုင်မယ်သူပြောတော့ပါလာရင်တော့ဒီပါကိုပို့ပြီးတော့ကောင်းနိုင်တယ်ဒါကိုလည်းကျွန်တော်တို့ဒီ Florence Vest တို့ ဒီအကီတီကီတို့ကဒီကားမတွေဝင်လာတဲ့ချိန်မှာတော်လေးတို့မှတိတာလူရှော့ကိုအရင်တော့ဝေဖန်တဲ့လူတွေဒီဘက်မှာတော့လူရှော့ကိုကောင်းတယ်ဆိုပြီးတော့ပြန်ပြီးတော့ချီးကျူးတင်ကြတယ်လို့ကျွန်တော်ကတော့မြင်တယ်မင်္ဂလာပါကိုရဲတို့ရေမင်္ဂလာပါကိုကျူးဟုတ်ကဲ့ပါအခုဒါပေါ့နော်ဒါကျွန်တော်တို့လီဗာပူးနဲ့ဒါမန်ချက်စတာယူနိုက်တက်ရဲ့ဒါဖွဲ့ပြီးသုံးသက်ချက်ပေါ့လေနော်ဒါမန်ယူကတော့အဝေးကွင်းမှာအန်ဖီမှာကျွန်တော်တို့နှစ်ဂိုးတစ်ဂိုးနဲ့နိုင်သွားတယ်ပေါ့လေနော်ဒါပရမိုးဆုံးပြောမှာကတော့ကိုရဲတို့ရဲ့ ခံမှန်းချက်ပေါ့နော်ဒါဒီပွဲဒါပွဲချုပ်မှာဆိုလို့ရှိရင်ဒါမန်ယူနိုင်ပဲဒါ2-1ဆိုပြီးခံမှန်းခဲ့တာတွေ့ရတယ်တကယ်လို့ပေါ့နော်ရလက်ကကွတ်တီကိုမှန်သွားတယ်ပေါ့နော်ဒါဒီတော့လည်းခုံယူရလို့ကျွန်တော်ပရမောက်ဆုံးစပြီးတော့ပြောစင်တယ်ပေါ့ရနော်အဲ့တော့ဒီပွဲကတော့တကယ်လို့ကြီးကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်အဲ့တော့ကိုရီးယန်းတို့တစ်ခေါက်ကျွန်တော်တစ်ခေါက်ပေါ့နော်ဒါကိုပိုင်အမြင်လေးတွေပြောကြမယ်ပေါ့အဲ့တော့ဒါကိုရီးယန်းတို့ရဲ့အမြင်လေးနဲ့ကျွန်တော်တို့အစီအစဉ်ပေါ်မှာပေါ့စလိုက်ချင်ပါတယ် အဲကျွန်တော်ပမာဆုံးဒီလေပါဘူးဘက်ကနေစပြီးတော့ပြောရမယ်ဆိုရင်တော့ဒီလေပါဘူးဘက်ကဒီတပ်ပိုးပေါ့နော်တပ်ပိုးကဒီနေ့ပွဲမှာတော်တော်လေးဟိုမှာအလုပ်လုပ်နေတာဒီဒီကစားသမားကပြောရမယ်ဆိုရင် DRD မှာဖိတ်တက်တီမေတ္တာအပို့ဆုံးကစားသမားလို့လည်းပြောလို့ရတယ်ဒါပေမဲ့လေဒီကစားသမားစီကနေပြီးတော့ဂိုးတွေဖြစ်ဖြစ်ဖြန်နေငွေဖြစ်ဖြစ်ဖြစ်ပေါ့နော်တစ်ခုမဟုတ်တစ်ခုကတော့ပြန်ပြီးတော့ရနေတာလို့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒီကွဲစီမှာဆိုလေကပိုးက ဒီလီဗာပူးသားစစ်တခုလုံးမှာအလုတ်ဆုံးတော့ပြောလို့ရရမှာအဲ့လိုအခြေအနေမျိုးရှိတာရှိခဲ့တယ်။အဲဂဘိုပြီးသွားတဲ့အခါမှာကျွန်တော်ထပ်ပြီးတော့မြင်ရတာဒီဘက်သူ့ရဲ့နောက်မှာရှိရဲကကတ်ကွာနော်။ဟုတ်ကဲ့။ကကတ်ကကြတော့ဘယ်လိုမြင်လဲဆိုတော့လီဗာပူးပြိုင်ပွဲတွေကိုလေ့ကြည့်လို့ရရတယ်။ဒီကကတ်ကိုအားရမှုရှိလားလို့မြင်တော့ဘယ်သူမှတော့အားရမှုရှိရဲလို့ဖြစ်မယ်လို့တော့မထင်ဘူးပေါ့။ဒါဖြစ်လို့ဆိုတော့ Robertson ကိုပဲကြည့်ခဲ့ကြတဲ့လူတွေကကြတော့ကကတ်ကိုကြည့်ရတာတော်တော်လေးဟိုမှာအဆင်မပြေဘူး။အမြောက် လက်တဲ့ဘက်ကနေပြီးတော့အန်ဘူးမူးနဲ့အာမတ်တို့ရဲ့ link ကဒီနေ့ပွဲမှာတော်တော်လေးကောင်းတယ်အဲ့လိုကောင်းလာတယ်ဒီကာကတ်ကြောက်ပဲလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီအိပတ်ချမ်းမှာကျတော့ဘယ်လိုပြောရမလဲဒီအာမတ်ရဲ့အန်ဘူးမူးရဲ့ဒီကွာပါအဲ့နေရာမှာကစားလို့စင်ပြေရဆိုတာမျိုးဖြစ်နေတော့ကာကတ်ကဘလို့မှထိန်းလို့လည်းမရဘူးသူတော်တော်လေးကမှတိုက်စစ်ကိုလည်းအခုကြီးမပေးနိုင်ဘူးနော်ဒါမျိုးလေးတော့ဒီတစ်ပတ်ဘက်မှာဖြစ်ခဲ့တယ်ပေါ့နောက်တစ်ခုကျတော့ဒီဆာလာပေါ့ဗျာ ဟေ့ကျွန်တော်တို့ဒီဆလာကိုတော်တော်များကဘယ်လိုပြောလဲခြေကြွားပြီလို့ပါလို့ပြောကြတာပေါ့နော်ကျွန်တော်ကဒီဘက်ပြန်มาမှာကျွန်တော်ဒါကိုယူသွားတာဘာဖြစ်လို့လဲဆိုတော့ဒီဘက်နဲ့တွေ့ပြီဆိုရင်ဒီဆလာကတခုမဟုတ်တစ်ခုတော့လုံးပြန်လို့ပြန်သွားတယ်ဟုတ်ကဲ့တွေ့တွေ့နေတာမှာသူဘယ်လိုပြောမလဲဘုခန်နေမှုပဲဖြစ်ဖြစ်တခုမဟုတ်တစ်ခုတော့သူ့ပြန်နေမြင်ရတယ်ဗျာဒီနေ့ဘွဲမှာသူဘာမှကိုမလုံးပြနိုင်ခဲ့ဘူးပို့ပြီးဆိုတာကじゃသူ့ကိုကွဲတင်အပြည့်ကြီးပါတော့ကသူ့ကိုထင်းွားတာဒါတော့ဖြစ်နေရပါတော့ ါတော့ဘက်မှာနေနေပြီးတော့သူဘာမှမလုပ်ပြနိုင်တာကိုကျွန်တော်ကြည့်လိုက်တယ်ကဩဆာလာကြွားပြီပဲလို့ပြောအဲ့တော့မှကျွန်တော်တကယ်ကိုညုံသွားတာပေါ့နော်အဲ့လိုပဲပြောရမှာပေါ့ဟုတ်ကဲ့အဓိကတော့လေပါဘူးတင်းကလူလိုက်တဲ့ဒီကွန်းလေခံစစ်နဲ့နောက်တန်းကြကနေရာလွတ်တယ်မှာလှုပ်ပေးနိုင်မယ်ဒါရမမျိုးလို့တာပေါ့နော်ဘယ်တက်ကတော့ရှင်းတယ်လူနေပွဲမှာဆိုတာခေါ်ပြီးစော့ပါပဲဒီပါဘူးကိုခေါ်ပြီးစော့ပါမင်းတို့အလဲကနေတော့မင်းတို့ဖောက်လို့မရအောင်မင်းတို့ဖောက်ဆိုရင်တောင်ပန်းကနေ cross နဲ့တင်တဲ့ပုံစံမျိုးခေါ်ပါလားမှာပဲ ဲ့လိုအခြေအနေမျိုးမှာဒီကွန်းလေတိုက်ကွန်းလေတိုက်ဆက်တယောက်ပေါ့နော်လိုက်ပြီးလှုပ်ပေးနိုင်မယ်သူပြောတော့ပါလာရင်တော့ဒီဘောက်ပို့ပြီးတော့ကောင်းနိုင်တယ်ဒါကိုလည်းကျွန်တော်တို့ဒီ Floral Vest တို့ဒီ Activity တို့ပေါ့နော်ဒီကားမားတွေဝင်လာတဲ့အချိန်မှာတော်တော်လေးဥမာတိတာဒါနဲ့ High Score လုလိုက်တဲ့ဒီ424မှာပေါ့နော်424မှာကျတော့900ဝါလာတော့မှန်တယ်ဒါမဲ့အဲ့ဒီကစားပုံကကျတော့နည်းနည်း balance နဲ့ဖြစ်လို့ဗျာပြန်ပြီးတော့ကာဗာနိုင်ကအရင်ကအားနည်းရဆိုတဲ့အချက်မျိုးတွေတော့သွားပြီးတော့တွေ့ရတယ် အဲကျွန်တော်အမြင်ကတော့ဘယ်လိုလဲဆိုတော့ဒီလီဗာပူးရဲ့ခွင့်လှမ်းမှာဒရော့ဂင်ဘက်ကကောင်းတယ်ဒီလာမောက်ကိုတော့တည်တည်ပြီးထားမယ်ဆိုရင်သူပြင်းလာမှာသူဂရန်ဘက်ကိုဝင်ပေါ့နေမယ်လာယုံပေးနိုင်မယ်ဒီဆော့ဘောစလိုင်းနဲ့ပြည့်ပြည့်ထားမယ်ပေါ့နော်တပြည့်တော့သူရှိမှာတော်ရန်ဘက်ကိုထားမယ်ဆိုရင်ဒါအဆင်ပြေနိုင်တယ်ဟုတ်ကဲ့ဒါကဘက်မှာဆိုရင်ကျွန်တော်တို့ဒီမဖြစ်မနေဘူးပေါ့နော်ကာတစ်ဂျုံကိုလည်းတိုးနေခြင်းတယ်ကာတစ်ဂျုံဒီပြန်ပေါင်းတော့ဘရက်ဒီတို့ကိုအားရစ်လော့ကမကြိုက်ဘူးဆိုရင်မှာကာတစ်ဂျုံလောက်ကိုတုံးပြီးတော့ ွားမယ်ဆိုရင်လည်းဒီပါဘုနောက်ပွဲကြီးမှာတော့အစီအပြည်လာနိုင်တယ်လို့တဲ့ပုံစံမျိုးမှာရှိရယ်ဒီလက်ထက်ကတော့ဒီပွဲတင်မှာသူတို့ရှေ့ရှေ့နဲ့အနောက်ပေါ့နော်အလေကတော့တိတ်ပြီးတော့အဆင်မပြေဘူးဒါဘုအနေဆုံးပြောတာအာကတ်စမဲရိုဒါကတ်စမဲရိုခတ်သွားတဲ့အချိန်မှာတတော်ဆိုးတယ်ဒီကတည်းကကွန်းလေကလုံးဝရှင်ဆော့လို့နေရတဲ့ပုံစံလေးဖြစ်သွားတာအဲ့နောက်တန်း၃ယောက်ပေါ့နော်မကွာရရယ်ရှောရယ်ဒီဒီလေးရယ်ဒီလေး၃ယောက်ကတော်တော်လေးကငြိမ့်တယ်ငြိမ့်ပြီးတော့တော်တော်လေးကောင်းနေလို့ဒါ ခံတာဝါလို့ဒီမှာမြင်တယ်ဗောနော်ပြီးတော့ဒီရှည်တန်းတက်မဲ့ဘောကွန်ဟာရေမောင်ရေပြီးတော့အန်ပြူမှုရေပြီးတော့ဝင်လာတဲ့ဆက်စပိုပါပါတယ်ဗောနော်အဲ့ရှည်တန်းကစားတော့မရအကုန်လုံးကသူတို့ကဘယ်လိုရောက်မလဲဟုတ်တော့ရှည်မဟုတ်တော့ရှည်သူတို့လိုက်ပြီးတော့ရုံးနေတိုးတယ်ရုံးလို့ဘလုံးပြတ်သွားတယ်ထပ်ပြီးတော့လုပ်တယ်ကွန်ဟာကိုတော်တော်လေးဟိုမှာလိုက်ပြီးတားတယ်ဒါကတော်တော်လေးကိုအဆင်ပြေရဗျာနေစင်မောက်ဆိုရင်လည်းသူသူ့ကိုတေးရတဲ့တောင်းပြီးတော့ test ကဒါဆိုရင်အဲ့ပွဲတော့ပွဲတော့သူ test နေတော့သူစော့ပြီး သူကွန်နက်တီသူဆော့ပြီးရပြင်သူဆော့သွားရဲ့အဲ့လိုမျိုးပုံစံမျိုးဆော့ပါခြေတန်းနဲ့နောက်တန်းတော်တော်လေးငရဲတက်မှာအဆင်ပြေရဲ့ဒါကကွန်းလေရတော့အဆင်မပြေဘူးဒီချိန်မှာဒီ window panel ကတော့ဘိုးဖန်နေလို့သူရာသွားတယ်ဆိုပေမဲ့သူတကယ်လုံးအတိုင်းအတာခြေစွမ်းရကြည့်ရင်တော့တိတ်တော့အားရကြမှာမဟုတ်ဘူးတပြန်ပြီးတော့ကာပြီးပြောလို့ရတာတကူကကြတော့သူကဒီကူကတင်းနဲ့လေဆော့ရလိုက်ကက်စမဲရိုးနဲ့လေဆော့ရလိုက်အဲ့လိုအမျိုးမျိုးလိုက်ပြီးဆော့ရတဲ့အခါမှာသူတော်တော်လေးတော့တိုင်ပက်တာလိုလေးရောရှိရတယ်နော်ဒီဘက်မှာဖြစ်မနေချီးကျူးရမယ် ကဘာမှာတော့ကိုဒမလီမန်ဒီဟိုမှာတကယ်ကိုကောင်းတာဒီစနလန်နဲ့ပွဲမှာသူကောင်းခဲ့တာတော့ကောင်းခဲ့တဲ့ချိန်မှာတို့တို့အကုန်လုံးတိတ်ပြီးတော့ခွတ်တဲ့တိတ်မပေးခြင်းအဲလီဗာပူးနဲ့ပွဲမှာဟန်ဖီးမှာသူဖမ်းပြသွားတဲ့လုံးဝတော့မများပါပိုဇီရှင်တော်ကောင်းတယ်ညာယူကတော့ကောင်းပြီးတော့ဒီ reflect လည်းတော်တော်လေးမြင်တယ်ပြီးတော့ဘောလုံးလက်က handling တော်မြဲတယ်ပေါ့နော်လက်မြဲပုံစံမျိုးဆိုတော့ပြီးတော့တွေ့ရတယ်နော် ဒါ United အနေနဲ့ United Patriot တွေကြီးနဲ့ဒီလိုမျိုးကိုးပေါက်မှာအဲ့လိုကိုးမတယောက်ကိုမမြင်ရတာတော်တော်လေးတော့ကြာပြီလို့လည်းကြာပြီပြောလို့ရတာပေါ့နော်ဒီ Liverpool တင်းကတော့အခုဆိုဒီပွဲသက်တော့ရှုံးသွားပြီနောက်ပွဲတွေမှာတော့ပြင်ဆင်ဖို့တော့အချိန်တော့ရှိသေးတယ်အဲ United ကကြတော့ဒီ Anfield မှာဒီမနိုင်တာပေါ့နော် Premier League မှာမနိုင်တာဆိုပြီးတော့2016နောက်ပိုင်းတွေကတော့ Bronny ကိုးသွင်းပြီးနောက်ပိုင်းတွေကမနိုင်တော့တော်လေးမှာကြာပြီလို့ပြောလို့ရတယ်ပြအခုကျမှပြန်ပြီးနိုင်တယ်ဆိုတော့ဒါ United တက်တော်လေးကောင်းတယ်မော်ရင်တက်လဲဒါဘတ်တူဘတ် ထမတော့ခုနီးပြပွားမှာဒါ United နီးပြပွားထမတော့ဒါနှစ်ပွဲဆက်အနိုင်ဟာခုချိန်မှာစပြီးကြိုးရဆိုတာ United တက်တော့ကောင်းမွန်တဲ့အလှည့်ကောင်းတစ်ခုကဒီပွဲပြန်နေစပြီးတော့ဖြစ်သွားမယ်လို့တော့ကျွန်တော်ကတော့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါဒါကျွန်တော်တို့တကယ်ကိုကောင်းမွန်နေပေါ့နော်ဒါဘောလုံးပွဲတစ်ပွဲကိုတော့ကြည်လိုက်ရလို့ကျွန်တော်ကတော့မြင်နေအဲ့တော့ဒါ promo ဆုံး ဒါကျွန်တော်ပေါ့နော်ဒါဒီဟိုမကွာရ900ရွာရယ်ပေါ့နော်ကျွန်တော်ဒီပိုင်းကနေစမယ်ပင်လီဗာပူးပင်မန်ယူပေါ့နော်ဒီလိုမျိုးသွားမယ်ပေါ့နော်ဒါမကွာရ900ရွာရယ်ခါမှာကျွန်တော်ဘာလို့သွားတတိယလဲဆိုတော့ပြီးခဲ့တဲ့နှစ်ကပြီးခဲ့တဲ့ဘောလုံးရာသီက MV ကွဲပေါ့နော်ဒါနောက်ဆုံးမိနစ်မှာမကွာရအပိုင်းကွေးတစ်စိန်ရတယ်အဲ့ဒီခွင့်ရေးကိုဒါဘိုးဖြစ်ပြောင်းနေနိုင်ငယ်ဒါမန်ယူနိုင်တော့မယ့်အနေအထားပေါ့နော် ဲ့ဘက်သူပြောင်းဒါပေမဲ့သူဒီခွင့်ရောသူပေါ့နော်ကိုမပြောင်းနိုင်နိုင်ခဲ့တဲ့ခါမှာသူရေနဲ့ပွဲပြီးွားတယ်။အဲ့ဒီဒီချိန်မှာတော့ပွဲပြီးကန်ဒီမှာအမှားပဲမရှိဘူးရလာတဲ့ခွင့်ရောပေါင်းတိုက်ပြီးတော့အနိုင်ကိုသွင်းွားတဲ့ခါမှာတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကမကွာရရဲ့လွဲချော်မှုအသွားရေးသတိရသလိုဒီနှစ်မကွာရရဲ့ပေါင်းတိုက်သွင်းွားတဲ့အရန်ကောင်းတယ်။အဲ့မန်ယူတင်းတို့လိုအပ်နေတဲ့အချိန်မှာမကွာရကအမြင်ရရှိနေတယ်။ဒီရတဲ့တကယ်ကိုမိုက်တယ်။ ပြောမယ်ဆိုလို့ရှိရင်အမြဲတမ်းဝေဖန်ခံခဲ့ရတဲ့ကစားသမားကဒီလိုမျိုးပြန်လာနိုင်စွမ်းရှိရသူ့ရဲ့စိတ်ဓာတ်ပိုင်းကိုလည်းကျွန်တော်တို့လေးစားမယ်ဒီအနေထားလေးကိုကျွန်တော်တွေးမိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ Asian Liverpool ကနေကျွန်တော်စလိုက်မယ်ပေါ့နော်ကျွန်တော်ကဘယ်လိုထင်ခဲ့တာလဲဆိုတော့ Jurgen Klopp Liverpool ကနေထွက်သွားတဲ့အချိန်မှာ Liverpool ကတော့သွားပြီလို့ကျွန်တော်ထင်ခဲ့တာဒါပေမဲ့ Arne Slot ရောက်လာတယ်ဒါသူ့ရဲ့ပရမရာသီမှာပဲ Premier League ယူလိုက်တယ်ဒါပေမဲ့ဒီအနေထားမှာကျွန်တော်တို့ကအဒီအသင်းမှာ Liverpool မှာပေါ့နော် ဒါကျွန်တော်တို့ကဘာရှိနေတော့လဲဆိုတော့ရကန်ကလော့ရဲ့အကွေးသက်တွေရှိနေတော့မယ်ပြောလို့ဆိုလို့ရှင်တော့အာနီစလော့ကနည်းနည်းလေးရှံပြီးတော့ပရီးမီယာလိဘလောက်ယူရတဲ့သဘောမျိုးဖြစ်တာပေါ့နော်အခုဒီယာဒီမှာလဲကြောက်သူစိတ်ကြိုက်သူပြောင်းလဲဖို့လေသူလှုပ်တဲ့အခါမှာစပြီးတော့တိုင်စ ပတ်တော့တာပဲဗောနော်ဒီလိုအခြေအနေမျိုးဖြစ်တယ်။အခုဆိုလို့ရှိရင်ရှုံးပွဲတွေအရန်ဆက်လာတယ်။ရှုံးပွဲတွေအရန်ဆက်လာတဲ့အခါမှာလေဘုံကဘာတွေဖြစ်တယ်လေဘုံကဆရာအရန်များတဲ့အနေအထားမျိုးတွေဖြစ်နေရဗောနော်။ဘယ်လိုမျိုးလဲဆိုတော့လေဘုံကတော့ပြိုင်ပွဲတွေအများကြီးကစားရတာအမှန်တယ်။လူတွေလည်းဖြစ်ဖို့လိုတယ်ဆိုပေမဲ့ဆရာတွေအရန်များွားတဲ့အခြေအနေမျိုးဖြစ်သွားတယ်ဗျာ။ တကယ်ဆိုလို့ရှိရင်လက်ရှိ Liverpool တိုက်ဆက်မှာအကောင်းဆုံးကစားသမားကဒါကျွန်တော်ပြော EKTK ကိုကျွန်တော်တို့ပြောလို့ရရပါတော့ EKTK Gakpo Salah ဆိုတော့အကောင်းဆုံးပဲဒါပေမဲ့ Isak ကိုတော်တော်ကြီးကိုမြင်မာတဲ့ပြောင်းရွှေ့စီနဲ့ခေါ်ထားတဲ့အခါမှာ Isak ကိုမတုံးလို့ရလည်းမရဘူး Isak ကိုတုံးလို့တုံးရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကောင်းနေတဲ့အသင်းရဲ့အချိန်ကိုသွားပြီးတော့ဟန့်တယ်လို့ဖြစ်သွားတာပေါ့နော်ဒီလိုအခြေအနေမျိုးဖြစ်သွားတဲ့ Isak မတုံးမတုံးလို့လည်းမရအောင်အဲ့ Isak ကလည်း Newcastle မှာကစားခဲ့တဲ့အခြေစွမ်းကို Liverpool မှာခြေပြားတော့မပြီးသေးဘူးဒီလိုအခြေအနေမျိုးဖြစ်နေတာ အဲ့တော့ဘာကြောင့်လဲဆိုတဲ့အခါမှာဒီဘွဲမှာကျွန်တော်တို့ပို့ပြီးတော့သိတာတော့ဗောနော်နျူကာဆယ်ဘွားတော့ကျွန်တော်နျူကာဆယ်ရဲ့ကစားပုံရယ်ဒါနျူကာဆယ်ရဲ့နောက်တစ်ခုကကျွန်တော်အီဆက်ကိုသူကတဲပြီးကစားတာဗောနော် အခုလီဗာပူးမှာကျတော့အစ်ဆက်ကိုတဲကစားတာမဟုတ်ဘူးအစ်ဆက်ကတော့သူအရှင်းမနေရယူကျန်တဲ့ကစားသမားတွေကသူတို့ကသူတို့ပေါ်လီဗာပူးရဲ့ပုံစံတိုင်းပေါ့နော်ကစားပြီးတပြေးပြေးနဲ့အစ်ဆက်ရှိသွားတဲ့ခါမှာကျတော့အစ်ဆက်ကဒီကစားပေါ်ထဲမှာသူကလိုက်ဝင်ပြီးတော့မကစားနိုင်တဲ့ပုံစံမျိုးဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်အရင်တော့ကျတော့နျူကာဆယ်ကစားပုံမှာကျတော့သူရဲ့အဲ့ကစားပေါ်ထဲကိုသူကဝင်ပြီးကစားဖို့အဆင်ပြေတယ်လီဗာပူးကစားပေါ်မှာကျတော့သူကအဆင်မပြေဘူးပြောချင်တာကတော့နျူကာဆယ်ကသူ့ကိုလုတ်ပိုင်ခွင့်တော်တော်များများပေးထားတယ်လီဗာပူးမှာတော့သူကဒီလိုလုတ်ပိုင်ခွင့်မပြအောင်လီဗာပူးမှာကျတော့လုတ်ပိုင်ခွင့်ရဆာလာရုကပ်ပိုဒီကစားသမားတွေ ဆီကသွားတာအဓိကကတော့ကျွန်တော်ဆာလာပေါ့နော်ဆာလာကိုပြောပါမယ်နော်ဒီလိုမျိုးသွားတဲ့အခါမှာအိဆက်ခြေစွမ်းပြနိုင်တာဘာမှမဆန်းဘူးဒီနေ့မှာအီကီတီကီဘာလို့ခြေစွမ်းပြရလဲဆိုတော့အီကီတီကီကကျတော့ဆာလာတို့ဂက်ပိုတို့နဲ့ကစားပုံစင်တယ်အဲ့တော့ဒီလိုမျိုးကကျတော့သူတို့ကညီတယ်ပေါ့ဗျာအဲ့လိုမျိုးပုံစံနဲ့သူတို့ကသွားလို့ရမှာအီကီတီကီကတကယ်လည်းကောင်းတယ်ခြေစွမ်းလည်းပြနိုင်တယ်အိဆက်ကကျတော့လုံးဝဂျွန်နဘကိုတိုက်ဆက်ဘူးဆိုတဲ့အခါမှာဒီပုံစံမှာသိပြီးတော့အဝင်ဝင်ကြမရှိဘူးဒီအချိန်မှာအိဆက်လီဗာပူးမှာဘာမှမဟုတ်တယ်လို့ပြော ဖြစ်နေတယ်ပေါ့နော်ဒါတွေကဒါနီးပြလောက်ရမယ့်အရာတွေလို့ကျွန်တော်ပြောစင်တယ်နောက်တစ်ခုကကျတော့ Liverpool ကဒီရဒီမှာဆိုလို့ရှိရင်ဒီဘွဲမှာဆိုလို့ရှိရင် Liverpool ရဲ့အရန်ကိုသမားဖန်သွားတယ်ဗျာ Liverpool အရန်ကိုသမားနဲ့ Liverpool ပွဲထွက်ကိုသမားကျွန်တော်ဒီပေါ့နော် Alisson နဲ့မှာတော်တော်လေးကိုခြားနားချက်ကကြီးတယ် လီဗာပူးရဲ့ရှုံးသွားတဲ့ပွဲတွေမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အဓိကကတော့အဲလဆန်ပေါ့သူသားကွဲထွက်ဖမ်းမယ်ဆိုလို့ရှိရင်ရှုံးမမလားဆိုတဲ့အခြေအနေမျိုးလေးတွေလည်းရှိတာပေါ့နော်အဲ့တော့လီဗာပူးကဒီကတော့နှစ်ယောက်ကြားမှာလဲခြားနာချက်ကကြီးရလို့ကျွန်တော်ပြောစင်တယ်နောက်တစ်ခုကကျတော့လီဗာပူးကဘယ်လိုမျိုးလဲဆိုတော့ယာကန်ကလော့နဲ့လည်းအောင်မြင်တယ်သူကနောက်တစ်ခုကကျတော့ဒီအာနီစလော့ရဲ့ပထမရာသီမှာလည်းအောင်မြင်တယ်ဒီလိုမျိုးအောင်မြင်တဲ့အသင်းကနယ်လစ်အောင်မြင်မှုတွေဆက်လာတဲ့အခါမှာနယ်လစ်အချိန်လျော့သွားတတ်တယ် ဘလို့ဆိုတော့အောင်မြင်မှုတွေရထားတဲ့အသေးဟုတ်အဲ့တော့နောက်တစ်ခါမှဆိုတော့အောင်မြင်မှုအတွက်နည်းလေးအရှင်ရော့တဲ့သဘောမှရှိတဲ့ခါမှာဒီယာစီမှာလီဗာပူးကအဲ့လိုအရှင်ရော့တယ်။ယာစီအစားရကတ်နိုင်တဲ့နိုင်ပွဲနဲ့နိုင်နေတယ်။ဒါပေမဲ့အချိန်တန်လေးကြာလိုက်ဆိုတော့ပွဲကြီးလည်းဆက်လာတယ်။ပွဲချက်တွေလည်းဝင်လာတဲ့ခါမှာလီဗာပူးဒီလိုမျိုးဖြစ်သွားတယ်ပေါ့နော်။ပြောမယ်ဆိုလို့ရှိရင်တော့ဒီပွဲမှာလီဗာပူးကပိုကောင်းတဲ့အသင်းမဟုတ်ဘူး။လီဗာပူးကရှုံးသိမ့်ရှုံးထိုင်လို့ရှုံးနေခဲ့တဲ့အသင်းဖြစ်တယ်။မန်ယူကကျတော့ဒီပွဲမှာဘလိုမျိုးလဲဆိုတော့ဘလိုမျိုးလဲဆိုတော့အနိုင်ရအောင်ဘလိုကစားရမလဲဆိုတော့ကောင်းကောင်းကြီးသိသွားတာ။မန်ယူအရင်ကောင်းခဲ့တာလားဆိုလို့ရှိရင်တော့ မန်ယူအရင်ကောင်းခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့အနိုင်ဘလို့ကစားမလဲဆိုတော့မန်ယူကသိသွားတယ်လို့ကျွန်တော်ပြောချင်တယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မန်ယူဘက်ကိုဆက်မယ်ဆိုလို့ရှိရင်ကျွန်တော်မန်ယူကိုကြည့်ခဲ့သမျှအမော်ရင်ရဲ့343တဲ့မှာဒီပွဲအကောင်းဆုံးပဲ343မှာဘလို့ကစားရလဲဆိုတော့343ကိုဘလို့တောင်းဆစ်အောင်ကစားရလဲဆိုတော့ကျွန်တော်ဒီပွဲမှာမြင်ခဲ့ရတယ်တော်တော်ကောင်းတယ် တော်တော့ဘောတော့ဒီကွန်ညာနဲ့အန်ဘူမိုပေါ့ဗျာဒီတောင်ပန်တိုက်စစ်ကစားမနှစ်ယောက်ကိုမန်ယူသိမ်းရရတာအရန်ကောင်းတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီနှစ်ယောက်ရှိရနေပြီးတော့ဘောလုံးဆုံးရှုံးနေဆိုတာတော်တော်ရှားတယ်ဗျာသူတို့ကဘောလုံးမဆုံးရှုံးတဲ့အခါမှာသူတို့နောက်ကလူတွေကလည်းတက်တောင့်တက်တာရှိတာပေါ့ဗျာ နောက်တစ်ခုကကျတော့သူတို့ကဘောလုံးကိုလေဟောပေါ့မရရအောင်လိုက်ပြီးတော့လှူတယ်မရရအောင်ဆယ်တယ်မရရအောင်တိုးထွက်တယ်ဒါအရင်တော့မန်ယူတော်ဝင်တိုက်စစ်သမားရည်နဲ့အရင်ကကွဲပြားခြားနားမှုကြီးတယ်အဲ့တော့အရင်တော့မန်ယူလီဗာပူးတွစ်ဆော့မှုနဲ့ဒီအချိန်မန်ယူလီဗာပူးတွစ်ဆော့မှုနဲ့ကွဲပြားခြားနားချက်ကလည်းဒီရည်ဖြစ်တယ်ကွန်ညာအန်ဘူမိုတော်ဝင်တစ်ဖက်အရန်ကောင်းတယ်လို့ကျွန်တော်ပြောစင်တယ်အဓိကကတော့ဘောလုံးကိုဘယ်လိုကစားရမလဲဆိုတာသိနေတယ်တော်ဝင်တစ်ဖက်ဖြစ်တယ်ပေါ့နော်ဒါဒီနေရာမှာကျွန်တော်ဒီကက်စမဲရိုပေါ့နော်ကက်စမဲရိုထွက်သွားတဲ့အခါမှာဥကာတေးဝင်လာတယ်အဲ့ချိန်မှာတော့ဒါလီဗာပူးရဲ့လှုပ်ရှင်သူတို့လှုပ်လို့ ့ရတဲ့အခြေအနေမျိုးဖြစ်သွားတဲ့အခါမှာတော့ customer ရဲ့အရေးပါပုံကိုလည်းကျွန်တော်တို့မေးထားလို့မရဘူး။အဲ့မှာဒီပွဲမှာ promotion ကွဲထွက်လာတဲ့အခါမှာ dialogue ကဘယ်ချမ်းထွက်လာတယ်။ကျွန်တော်ချိန်နဲ့တယ်။ဘာလို့လဲဆိုတော့ကျွန်တော်က Dogo ကိုကျွန်တော်ကဘယ်လိုမှမကြိုက်ဘူး။ဘာလို့လဲ Dogo ကနည်းနည်းပြောမယ်ဆိုလို့ရှင်ဘလုံးသမားဆိုတာလည်းညံကောင်းဖို့လိုတယ်လေ။ Dogo ကအဲ့လိုမျိုးတိတ်ပြီးတော့ဟိုပါပေါ့။စဉ်းစား ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ logo ကကျွန်တော်လည်းဘောလုံးကစားတိုင်းရိုးလုံးဝကြည့်တယ်ဗျာအဲ့တော့ကျွန်တော်အဲ့လိုမြင်တယ်ပြောမယ်ဆိုလို့ရှိရင်သိပဲလဲလဲဝဲဝဲမရှိဘူးပေါ့အဲ့တော့ဒီကစားသမားကိုကျွန်တော်ကနိုင်ငံသွင်းမှာပွဲထွက်စီးပေးတာကျွန်တော်နေတယ်ဘလုံးမအဆင်မပြေတဲ့ခါမှာဒါတော့ပွဲထွက်တယ်ကျွန်တော်ကကြိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒုတိယပိုင်းမှာတော်ကိုဝင်လာတယ်ဘာဖြစ်သွားလဲတော်ကိုဝင်လာတဲ့ခါမှာ Liverpool အခွင့်အရေးတွေပိုရသွားတယ်ဒီလိုအခြေအနေမျိုးတွေရှိတဲ့ခါမှာတော့ကျွန်တော်ကတော့ဘယ်ဆန်းမှာတော့ ါပေါ့နော် dialogue ကိုဒါနာမည်ပေါ်ရေးမှာလဲဆက်ပြီးတော့ quote ထွက်ခြင်းနဲ့ကျွန်တော်တို့ armet နဲ့ dialogue ပေါ့နော်ဒီလိုမျိုးကျွန်တော်ကကစားခြင်းနဲ့ပေါ့ပြီးတော့ manual အသင်းမှာဆိုလို့ရှိရင်ဒါဒီဘက်မှာ lushaw maguire delete နောက်တန်းလဲကောင်းပါတယ်ဒါ you မပါလဲအဆင်ပြေတယ်ဒါ lushaw ဆိုလို့ရှိရင်ဒီဘက်မှာတော့ lushaw ကိုအရင်တော့ wave ban နဲ့လူတွေဒီဘက်မှာတော့ lushaw ကိုကောင်းတယ်ဆိုပြီးတော့ပြန်ပြီးတော့ချီချူးတင်ကြတယ်လို့ကျွန်တော်ကတော့မြင်တယ် lushaw ဒီဘက်လဲကောင်းတယ်ဒါ lily နဲ့ maguire ကတော့ဘာမှပြောစရာမလိုဒါသူတို့တွေဒီလိုမျိုးပေါ့နော်ဒါ center back ၃ယောက်ကိုတက်တောင့်တက်တာနဲ့ကောင်းနေဖို့အတွက်ဘယ်လိုအရေးပါလဲဆိုတော့နောက်က landsman က တော်လေးဝင်ရှိပါတယ်။ Liverpool သင်ရတဲ့အခွင့်အရေးတွေရှိတယ်။အကောင်းဆုံးကာဝင်နိုင်တယ်။နေရာယူတာအရန်ကောင်းတယ်။ဘောလုံးထွက်ဆွဲတာအရန်ကောင်းတယ်။နောက်တစ်ခုကဘာဖြစ်လဲဆိုတော့အနောက်ကနေပြီးတော့ဘောလုံးကင်တာလည်းကောင်းတယ်။အဲ့တော့ကျွန်တော်ကြည့်နေရတဲ့ဟောဒီဘိုးသမားကို လိုတော်မှရှာထားပါလေပေါ့နော်အဲ့လိုမျိုးကျွန်တော်တွေးမိတယ်။ဟောပြောမယ်ဆိုလို့ရှိရင်တော့မာတီနက်ကိုမခေါ်မိတဲ့တာတော့မှအကောင်းပဲဆိုပြီးတော့မှကျွန်တော်ဒီပွဲကြည့်ပြီးကျွန်တော်အဲ့ဒါလေးတွေးမိတယ်။ဆလာနက်ပွဲမှလည်းကောင်းတယ်။ဒါပေမဲ့ဒီလီဗာပူးနဲ့ပွဲမှတော့သူ့ရဲ့အရေးချင်းကိုပို့ပြီးတော့ပြနိုင်ခဲ့တာပေါ့နော်။ဒီလိုမျိုးသွားပြီးတော့မြင်တယ်။အဲ့တော့ဒါပေါ့မန်ယူသင်းကဥဆောင်ကိုစားရတယ်။ဒါဒီနေရာမှာရည်စရာတစ်ခုကပြောမယ်ဆိုလို့ရှိရင်တော့ဘန်ဒိုက်ကသူ့ပလေယာနဲ့သူဖြစ်တာ။ ဒါကိုသူကဖောင်းပြန်လို့ရှင်တဲ့ဥစ္စာလေးကတော့နည်းလေးတော့ရည်ရတယ်လို့ကျွန်တော်မြင်တယ်ဒီလိုနဲ့ main prama ကိုရတယ်ဒါတော့ဒုတိယပိုင်းလဲကြောင့် liverpool ကပြန်ဖိတယ် liverpool ပြန်ဖိပြီးတော့ gatpo ချေပွားကိုသွင်းတယ်ဒီချေပွားကိုကလုံးဝသူမကြုံဘူးဒီရောက်လဲကျွန်တော်ပြောရှင်တယ်ဒါလုံးဝဟောပေါ်တော့မှန်ကန်တဲ့ summary ချက်တစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောရှင်တယ်အဲ့နဲ့11ပေါ့အဲ့မှာ11နဲ့မှာ main သင်းက21နဲ့နိုင်သွားတဲ့အခြေအနေမှာတော့ဒါ main သင်းရဲ့ကံလို့ကျွန်တော်ပြောရှင်တယ်ဗျာ ဘယ်လိုမျိုးလဲဆိုတော့ဘိုးရဖို့ကံဒီဘွဲနိုင်ဖို့ကံမိုင်းဦးတဲမှာပေါအောင်ပါလာတဲ့ပုံစံမျိုးပေါ့လေနော်ဘယ်လိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဘောလုံးကပြန်ထွက်လာပြီဗျာအဲ့လိုဖြတ်တက်လိုက်တဲ့ဘောလုံးကပြန်ထွက်လာတာဒါဂိုးဖို့ကိုပြန်ထွက်လာတာအဲ့ချိန်မှာဖာနာတက်ကလည်းကွတ်တီကိုတင်ပေးလိုက်တယ်ဒီချိန်မှာမကွာရရလည်းခေါင်းတိုက်တဲ့ခါမှာအဲ့ဒီဘိုးနဲ့မိုင်းဦးတဲကနိုင်သွားတယ်နှစ်ဂိုးတစ်ဂိုးနဲ့နိုင်သွားတယ်ပေါ့နော် ါတကယ်ကိုထိုက်တန်တဲ့နိုင်ပွဲပါကျွန်တော်အချက်လက်လေးတွေကိုပြောမယ်ဆိုလို့ရှိရင် Premier League မှာအရင်ဝေးကွင်းဆိုးဝါးလွန်အားကြီးပါတယ်ပေါ့ရက်လက်တွေဆိုးဝါးလွန်အားကြီးပါတယ်ဆိုတော့ဘယ်လိုသိကအိမ်ကွင်းအရင်ကောင်းတယ်ဆိုတော့ Liverpool ရဲ့ Anfield ကွင်းမှာအနိုင်ယူသွားတာကတော့ကျွန်တော်တို့ ပြောပါဆိုတော့နည်းလေးတော့ဆန်းတယ်ပြောရပါဆိုတော့အဝေးကွေးရက်လက်အရန်ဆိုးတဲ့အသင်းကအိမ်ကွေးရက်လက်အရန်ကောင်းပြီးတော့ MV မှာဆိုလို့ရှိရင်ဘာဆိုဘာမှလာပြီးတော့လုံးလုံးမရဘူးဆိုပြီးတော့ပြောနေကြတဲ့အနေအထားမျိုးကနေပြီးတော့အနိုင်ယူသွားတာကတော့ပြောမလို့ဆိုတော့ခြုံပြေနဲ့နိုင်ဝဲတပွဲလို့ပေါ့နော်ဒါအမှန်ပြိတ္တတွေအတွက်ပြောလို့ရတယ်နောက်တစ်ခုကကျတော့အမော်ရင်ပေါ့ အမော်ရီကအန်ဖီရက်လက်ကောင်းတဲ့နီးပြလို့ကျွန်တော်တို့ပြောလို့ရတယ်ပထမပွဲတော့ကတော့ဒါတကိုးတကိုးပေါ့နော်တည်ရကြတယ်ဒါတော့မှပြီးခဲ့နေမှာမကွာရလွဲသွားလို့ဒါအခုပွဲမှာကျွန်တော်လည်းနှစ်ကိုးတကိုးနဲ့ထပ်ပြီးတော့နိုင်သွားတယ်ဆိုတဲ့အခါမှာတော့မန်ယူသင်းကပြောမစလို့ကျွန်တော်အမော်ရီကအန်ဖီမှာဒါရက်လက်ကောင်းယူတက်တဲ့နီးပြလို့ကျွန်တော်တို့ပေါ့နော်ဒါအကြံပြင်ပြောမစလို့လည်းရတယ်ဒီရာဒီမှာဆိုလို့ရှိရင် Chelsea ကိုလည်းနိုင်တယ်လီဗာပူးကိုလည်းနိုင်တယ်ဆိုတော့အစိုးတော့မစိုးပါဘူးပေါ့နော်ဒါအသင်းကြီးချင်းချင်းတွေ့တဲ့ပွဲတွေမှာ နိုင်တာရှုံးတာလေးနဲ့ပြနေတယ်တဖြည်းဖြည်းနဲ့ပုံစံလေးလည်းမိလာတယ်ဒီဘွဲမှာကျွန်တော်ရဲ့အဓိကမန်ယူနဲ့ပတ်သက်ပြီးအကြိုက်ဆုံးအချက်တစ်ခုပြောမယ်ဆိုလို့ကျွန်တော်343ရဲ့ပေါ့เนาะကျွန်တော်တို့ကောင်းကွက်တွေကျွန်တော်တို့မြင်လာရတယ်343ရဲ့ပုံစံကြတာတွေကျွန်တော်တို့မြင်လာတဲ့အခါမှာတော့ဒီအချက်လေးကိုကျွန်တော်ကတော်တော်လေးကိုသဘောကျတယ်ပေါ့ရေနော် တော့အားလုံးချုပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒါဒီပွဲမှာတော့မန်ယူသင်းကအနိုင်ကျလက်ရောက်ကစားတက်တယ်လီဗာပူးကတော့ကျနေပြီဗျဒါလီဗာပူးကဒါပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့သူရဲ့ဟို motivation ကစတဲ့လေးပြန်ပြီးတော့ပြင်ဖို့လိုတယ်ဒါအစ်ဆက်လေအသင်းနဲ့အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတာရောလဲဒါဒီပြအာနစ်စတော့အနေနဲ့လုပ်ဖို့လိုတယ်ပေါ့နော်ဒါတွေဖြစ်လာရလို့ကျွန်တော်ထင်တယ်အခုဆိုလို့ရှိရင်ဒါ Premier League တပွဲဆက်အနိုင်နဲ့အတူဒါမန်ယူသင်းကလည်းအပေါ်ကိုလည်းရှောက်လာပြီဆိုတော့ဒါမန်ယူသင်းလည်းမဆိုးဘူးပေါ့နော်ဒါရှိလာမဲ့ပွဲတွေမှာ ိုင်ဝဲလေးတွေဆက်ပြီးယူနိုင်မယ်ဆိုလို့ရှိရင်တော့ဒါထိပ်သေး၄သိန်း၅သိန်းလောက်ကိုတော့ပြန်ပြီးတော့ဝင်လာနိုင်တယ်။ဒါဒီမန်ယူသင်းရဲ့နိုင်ပွဲကြောင့်ကျွန်တော်ထင်တယ်ဟိုအာဆင်နယ်ပရိသတ်တွေလည်းကျင်းနေကြမယ်လို့ထင်တယ်။ဒါပြီးခဲ့တဲ့တစ်ပတ်ကဆိုလို့ရှိရင်လည်းပေါ့နော်ဒါဒီလိုမျိုးလီဗာပူးနဲ့ချယ်ဆီပွဲမှာဆိုလို့ရှိရင်ဒါချယ်ဆီကအနိုင်ယူတော့အာဆင်နယ်ပရိသတ်တွေအမြတ်ထွက်တယ်။အခုဒီမန်ယူလီဗာပူးပွဲမှာလည်းဒါမန်ယူနိုင်ဝါတော့အာဆင်နယ်ပရိသတ်တွေလည်းအမြတ်ထွက်တယ်ပရောသူတော့တစ်ပတ်စတိုင်လောက်အမြတ်ထွက်သွားတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။အဲ့တော့ခြုံကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ Super Sunday ရဲ့နောက်ဆုံးပွဲကတော့ကျွန်တော်အပေါင်းဆုံးပွဲစဉ်တွေ ွဲကိုကျွန်တော်ခန်းစားခဲ့ရတယ်။ FA ကွင်းပွဲကတော့အမြဲတမ်းကောင်းပါတယ်။မန်ယူတင်ကတော့ Titan ဆိုတဲ့နိုင်ငံရဲ့လို့ကျွန်တော်ကတော့ပြောချင်ပါတယ်။အဲ့တော့ဒါကျွန်တော်ရဲ့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲပေါ့နော်။ဒါကျွန်တော်အပိတ်မှလည်းထပ်ပြီးပြောချင်ပါတယ်။ကိုရဲတို့ရဲ့ရလက်ကင်မရာကွက်တီကလည်းတကယ်ကိုပိုက်တယ်လို့ကျွန်တော်ပြောချင်တယ်။အဲ့တော့ကျွန်တော်တို့ဒါဖွဲ့ပြီးသုံးသပ်ချက်ကိုအချိန်တစ်ခုပေးပြီးတော့ဆွေးနွေးပေးခဲ့တဲ့ကိုရဲတို့ကိုလည်းကျွန်တော်ကကျေးဇူးတင်ပါတယ်။ဒါကြည့်ရှုနေခဲ့ကြတယ်။ဒါပေမဲ့ကြည့်ရှုပေးခဲ့ကြတဲ့ The Premise Sport ရဲ့ပွဲတွေကိုလည်းကျွန်တော်ကကျေးဇူးတင်ပါတယ်။